မင်္ဂလာပါရှင်အခုတစ်ခါမှာတော့ဆရာမကြီးခင်းနေယူရေးသားထားတဲ့မျက်နာကလည်းပြောင်ပြောင်ဆိုတဲ့ဝိတ္ထုတို့ကိုဖက်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်မျက်နာကလည်းပြောင်ပြောင်ခင်းနေယူ တို့ဖြတ်တော့ခါရွှေပြည်တော်သည်ခုနှစ်ရက်နှင့်ပြက်စီးသည်ဟုတန်ချိုစရာဥမာကက အဟောရှိ၏ရွေးကောက်ပွဲနှီးလာလျင်ဥအင်ကနှင့်ဥရာဟုခေါင်းဆောင်သော အဖွဲနှဖွဲသည်ရွှေပြည်တော်ဝင်အင်အားအကြီးဆုံးနှင့်အလှရှားဆုံးဖြစ်၏ကာယကံရှင်များသာလှရှားသည်မဟုတ် မိမနိုင်ငံရေးပိုင်းကုန်တယ်ပိုင်းနှင့်ဝန်ကရော်ပိုင်းမှလည်းလှရှား၏ဝန်ကရော်ပိုင်းဆိုင်ရာ၌ မူးကြီးမယာတေနာပတိကရောများရာဇဝတ်ပိုင်းဆိုင်ရာကရောကြီးများသည်လဲတွေ့ဆုံကြဆွေးနွေကြမှန်းဆကြသည်မှာအံ့ဩဖွယ်ကောင်းလောက်အောင်တဲတဲယုတ်ယုတ်လှုပ်လှုပ်ရှားရှားဖြစ်နေပေသည်ဝန်ကရောများတွင်ဝန်ကရောမဟေမာမှာရွှေအစင်းရှိသည်ဟုဆို၏မြင်သူတကားတို့စိတ်ညွတ်နူးစေသောဟူပါယုံလဲရှိသည်ဟုဆို၏အပြောဆိုလဲတွက်လက်၍ တက္ကသိုလ်ပညာပို့ချသင်ယူလာသောကြောင့်အမြင်လဲကျယ်သည်ဟုဆို၏တရံသောအခါကလည်းဝန်ကြီးဥပပါရာထူးမှမကြခင်မဟေမာခင်ပွန်းသည် ရာဇဝင်ဝန်ကြီးသည်ရင်းနေစွာ တွဲဖက်ပောင်းတင်မှုသောကြောင့်ရွှေပြည်တော်နောက်ဆုံးနိုင်ငံရေးနှိပရိယကြားခွက်စင်ပုံအတွေ့အတွေ့တို့၌ရာဇဝင်ဝန်ကြီးသည် အထူးဖြင့်တင်ကြားတက်မြောက်ခဲ့၏မဟေမာသည်လည်း ခင်ပွန်းတဲ့ခြေရာခံခဲ့သည်ဖြစ်၍နိုင်ငံရေးအဖျားပြားတွင်ရှေးရောမခေခေါမခေမာသည် ခုခေရွှေပြည်တော်ခေအထီအရေးကြိုတောက်နိုင်တော်ဟု၏မင်းကတော်အတန်းစားများမှာမူမြတ်တော်အဖင်မဟေမာရူလောင်မတွက်လက်လှအသက်လည်းအနှင်းငယ်ထောက်၏လာကလေးကရှေးမှုမှန်မျိုးယိုလဲ့ပိုင်ရှင် အရှင်သခင်ကြီးများကဆင်းသက်လာ၍ရဲတိုက်ထဲမှသည် မြေကြီးပေါ်သို့ခြေပဝါးမချသောအိမ်တွင်းပုံများဖြစ်သောကြောင့်နိုင်ငံရေးတွင် မဟေမာတို့လောက်မတွက်လက်ပင်ထို့သောသူတို့သည်ကဲမပါပြုစုပါမွဲတွေ့တွေ့မျက်နှာနှင့်ကိုချမ်းသာရာရကြောင်းများကို ပြောဆိုရနိုင်မှုကျွမ်းကျင်နားလည်ကြပြီးဖြစ်၏ဤကတော်ကြီးများရုံးစုရုံးစုနှင့်ဟူသတင်းပို့သည်သတင်းပို့မှုတို့ကြောင့်ဥအင်္ကာနှင့်ဥယာဟုကွဲကြရသည်ဟူ၍လည်း အနောက်တိုင်းရာဇဝင်ဆရာတို့ကဆို၏ထို့သောထိုတရင်မှန်ကန်လောက်အောင်ထဆုံတရာအကြောင်းပြချက်ခိုင်ခိုင်လုံလုံကိုမူရှာဖွေ၍မတွေ့ရသေးပေတယံယုံအခါကမင်းကလေးတယောက်ကဆိုသည်မှာရွှေပြည်တော်သူတို့သည် အခွင့်ရေးအဖြစ်ယောက်ျားများနှင့်တန်းတူယုံမကတာလွန်၍ပင်နေသည်ထို့သောသဘောထားကြည်ရနိုင်မူယောက်ျားများနှင့်ရင်မောင်မတန်းနိုင်သေး၍ စိတ်ဓာတ်ကိုမြင့်တင်တင်သည်ဆို၏သို့သောထုံမင်းကလေးမှာမထင်မရှားတမညာဖြစ်၍မြည်သူကမြဂယုမဆိုင်ထို့ကြောင့်တခါတရံရွှေပြည်တော်သူတို့သည်ထွေးစော်နန်းချင်းကို အစတီး၍နိုင်ငံရေးတွင် စကားများတတ်သည်ဟု၏မင်းကြီးကတော်ဒေါ်စာရုမွေးနေပွဲတွင်မူဝန်ကတော်မဟေမာသည် နိုင်ငံရေးကိုတည်တည်ချာချာတွက်ချက်ပြ၏ သူ့အဟောတွင်ရွေးကောက်ပွဲတွင်ဥအင်ကရှုံရမည်ဖြစ်၏မှန်ကောင်းမှန်လီမည်လားမသိမမအင်ကတကူးထွားစဉ်ကချစ်လာပါသည်ခင်လာပါသည် မမအင်ကအပေါ်တွင်တူတုံစင်းညီမများတဖွဲရှင်တွဲနေထိုင်ခဲ့သောဝန်ရှင်ကရောကရောတော်စပယ်တော်မှပင်အခုတလောမမအင်ကာကကိစ္စရှိ၍တယ်လီဖုန်းဆက်ခေါ်ရင်ခေါင်းကိုက်သည်ဖင်နာသည် နောက်ကျောတက်သေးဆို၍မသွားတော့ပင်မမအင်းကဤအိမ်ဝင်အတွင်ဝယ်ကအဝင်အထွက်နေပါလာ၏မဟေမာအကြောင်းပြချက်ကမူဒီလိုမမတို့ရဲ့ဦးအင်ကားကလူအေးကြီးဘာလို့ရှားမှုမှလည်းမရှိဘူးပြီးတော့လည်းအသက်ကြီးပင်မို့လားအခုဘယ်နေရာပဲကြည်ကြည်ခြေတွက်နေတာကဥယာဟုတို့အုပ်စုပဲဥယာဟုကအချက်တစ်ချက်ထဲနဲ့ဦးအင်ကားလက်ကုတ်ကိုခဲထားတော့ ဒီနိုင်ငံကြီးအကွက်ဟာအင်မတန်မိတာပဲဘလို့နီးလဲဆိုတော့မဟေမာသည်ဤနေရာတွင်စကားကိုကြဲကြဲမပြောတော့ဘင်းဒေါ်စာရုကြားယုံလောက်သာနာနာတွင်တိုးတိုးလေးကပ်ပြောတော့သည်ဒေါ်စာရုသည်ဘေးပတ်ဝန်းကျင်ပြိတက်ကိုမိသွားသည်ခေါင်းငိတ်လိုက်မျက်လုံးပုတ်ခတ်ပုတ်ခတ်လှုပ်လိုက်နှင်းမဟေမာပြောသည်မစိတ်ပါလက်ပါနှားထောင်နေ၏ နောက်ဆုံးပြီးမှပင်တက်ပြင်းချလိုက်၏အနာကလူများမှမကြားရပင်ဥယာဟုကတော်တော်ပိုင်းနဲ့လူပဲဒေါ်စာရုကထက်မှန်မှတ်ချက်ချပြန်သည်ဟာမပါရင်ဘယ်လုပ်လိမ့်မလဲသူလည်းနိုင်ငံရေးခေါင်းဆောင်တယောက်ပဲသူနည်းကပလေတိုတို့အရစ္စတိုတယ်တို့ရဲ့နိုင်ငံရေးပြည်ရမှာလေရှာမတွေ့ဘူးအင်္ဂလန်မှာလေပါတက်နေလဲမဟုတ်ဘူးလေ ခုနောက်ပိုင်း ကွန်ဆာဗေးတစ်သုံးခါနိုင်တဲ့နေမျိုးလည်းမဟုတ်ဘူးလေအမေရိကမှာဒီမိုကရက်တစ်တွေကိုရီပက်ဘလစ်ကန်တွေနိုင်လိုက်တဲ့နေမျိုးလည်းမဟုတ်ဘူးမဟုတ်လားမဟေမာသည်ဤသို့တောက်လျှောက်အတန်ထွက်ရွတ်လိုက်ပြန်သောအခါတွင်လေအနာကကရောချုံမှာစိတ်ပါစွာ သူ့ကိုပြန်ငေးကြည့်ကြပြန်သည်ဒီလိုဆိုဥယဟုတို့ရွေးကောက်ပွဲမှာနိုင်မှာနော်ဒေါ်စာရုသည်ဝမ်းသာစွာပြော၏ ဒါကြောင့်ဟိမာပြောချင်တာကခုတလောမမယာဟုကိုဘယ်နေရာမှာပဲတွေ့တွေ့မင်းကြီးကတော့ဖော့ဖော့ရွေ့ရွေ့အခုကလေးကနှုတ်ဆက်ထားအရင်ကထပ်ပေါ်ပြီးရင်းရင်းနီနီပြပေါ့ဟုတ်တယ်ကျေးဇူးတင်လိုက်တာဟိမာဟိမာဟာ နိုင်ငံကြီးအကွက်ကိုသိမ့်မြင်တာပဲနော်တော်ပြီတော်ပြီဦးအင်ကကရောနဲ့တွေ့ရင်မျက်နှာထားတီတီပဲထားတော့မယ်ဒေါ်စာရုသည်ပြက်ပြက်သားသားဆိုလိုက်၏ တလပြီးတလကုန်လွန်ခဲ့ပြီး၍တရင်ကျွလာလျင်တမားတော်ကြီးမဟာဩဒတာသည် လက်ထပ်ပွဲကြီးကျင်းပနေ၏နန်းစဉ်တမားတော်မြို့ရုံမှဆင့်တက်လာ၍ဖွယ်တူးအစဉ်စင်ရသောတမားတော်လူပြိုကြီး၏လက်ထပ်ပွဲဖြစ်ုံမကသရုသမီးကလည်းရိတ်ခါတော်ရမဟာမင်းကြီးတပါဤသမီးဖြစ်၏ထို့ကြောင့်ထိုလက်ထပ်ပွဲမှာမူးကြီးမဲ့ရာစစ်သေးနာပတိကြီးများတထေးကြီးများ ကုံတယ်ကြီးများနှင့်အထူးပင်ကြီးကျယ်စီကားလာလေသည် ထိုပွဲတွင်မမအင်္ကာနှင့်မမယာဟုတို့အတီတီတက်ရောက်ကြ၏သူတို့နှစ်ဦးလုံးမျက်လုံးမျက်နှာသည်အထူးပင်ရွှင်ပြောင်းကြည်လင်လာလေသည်မိတ်ဆွေတင်ကဟမူးမတ်ကတော်အတီတီကလည်းနှိစက်ရနှိစက်ရမမအင်္ကာနှင့်မမယာဟုကိုနှုတ်ဆက်ကြ၏ထို့သောညာတော်အဖြစ် မမယာဟုကိုပုံမအသားပေးဟန်ရပေသည်မင်းကြီးကတော်ဒေါ်စာရုနှင့်ဝန်ကတော်မဟေမာတို့မှာဓဇပွဲစီထိုင်ကြတော်လဲမျက်နှာချင်းဆိုင်ဖြစ်နေကြသည်ဒေါ်စာရုသည် မမယာဟုကိုကိုးချိန်တိုင်တိုင် ပြုံးပြပြီး၍သုံးချိန်တိုင်တိုင် ကိုထိလက်ရောက်နှုတ်ဆက်ပြီးဖြစ်၏ယခုတစ်ချိန်တွင်ခက်လန်းလန်းမှမမအင်္ကာသည်ဒေါ်စာရုကိုလှမ်းပြုံးပြ၏ဒေါ်စာရုသည် မမြင်ချင်အောင်ဆောင်းကမျက်နှာလွှဲလိုက်သည်ဘာလို့သူ့ကိုမျက်နှာချိုးသွေးဖို့လှော်တော့မလဲရွေးကောက်ပွဲပြီးရင်သူပြုတ်မှာဒေါ်စာတို့သည်ဝမ်းတဲမှာတယောက်တည်းပြောနေ၏ထိုနေနိုင်ဟိမာသည် နီလာလက်ဝေယတနာများကိုဝစ်စင်ကထမိန်အပြားနှင့်ပဝါအပြားတို့ငွေချီဖောက်ကိုခြုံထား၏ရွှေရင်သားအစုံနှုတ်ထွားဝဝင်းနေပုံမှာနီလာခုံလောက်ချဝဲ ဥသက်ပြီးသောရွှေစင်တုံးကဲ့သို့ဖြစ်နေလေသည်မဟေမာရှိရာသို့ဒေါ်စာရုလှမ်းကြည့်လိုက်လျင်ဟေမာသည်ဒေါ်စာရုအားမျက်စိမိခါပြ၏ဘာကူများသူပြနေပါလေဟုဒေါ်စာရုသည် တွေးတော်လဲအထိပဲမပေါ်ပြီတုံးလေးကပြတော်လဲဒေါ်စာရုမှာအထိပဲကိုတွေးမရပြီလက်ထပ်ပွဲပြီးလျင်အတီးတီးပြန်ကြ၏ဟေမာကဖြုံးကနေပေါလာက မမသာတို့ကားကိုမင်းကြီးနဲ့ပြန်နှင်ပါစေမမသာတို့ကိုမာလိုက်ပုံမယ်လမ်းမှာစကားပြောကြလို့အင်းအင်းဒေါ်သာတို့သည်မင်းကြီးအားကားနဲ့ပြန်နှင်စေသည်ဟိမာဤကားပေါ်သို့တက်လိုက်သည်နှင့်တပြိုင်နက်တည်းဟိမာသည် မမသာတို့ပောင်ကို အမောတကြီးပုတ်လိုက်၏တမကြီးပြင်ပြင်ချလိုက်ခါမမသာတို့များမပြောချင်ဘူးဟူညီးလိုက်၏ ။မမျက်စိမိတ်ပြတာမမြင်ဘူးလား။ကားမှာဖြည်းဖြည်းထွက်လာ၏။မြင်သားပဲမရဲ့။ဘာလို့ဖို့များ။သူမျက်စိမိတ်ပြပါလဲလို့မမလည်းတွေးနေတာမရဲ့။သဘောကိုမပေါက်ဘူး။ဒေါ်စာတို့ကတကယ်ပင်သဘောမပေါက်ဟန်နဲ့ရိုးရိုးပင်ပြော၏။သိလိုက်ပါတော့မမရဲ့။သိလိုက်ပါတော့။မမကဟိုမဟာသမရမင်းလက်ထက်ကမင်းကြီးကတော့ကြာနေတာပဲ။ခင်နောက်ကြာလိုက်တာ။ဘယ်လိုများဖြစ်လို့လဲမာ။ လိုဖြစ်ရမှာလဲမမကိုခဏခဏပဲမမအင်္ကာကပြုံးပြုံးပြနေတာမမြင်ဘူးလားမြင်သားပဲအိုးသူ့ကိုခရုစိုက်ဖို့မလိုတော့ဘူးမဟုတ်လားရွေးကောက်ပွဲပြီးရင်သူ့ကြောက်ထဲရောက်သွားမှာပဲဟာမမလီမမရာဟုကိုကိုးချိန်တိုင်တိုင်ကို ပြုံးပြပြီးသုံးချိန်တောင်အနားသွားနှုတ်ဆက်တယ်ထောစာရုသည်သူမြင်မြကျွမ်းကျင်စွာဆက်ဆံခဲ့သည်ကို အာပါတရာပြောပြ၏။အင်း ဒါကြောင့်သိပါတော့လို့ပြောတာပေါ့။မာရဲ့မျက်နှာရဲ့အကဲလေးများကြည့်ပါအောင်တော့။မမအင်းကအပြုံးလိုက်မှာနည်းနည်းဖြစ်ဖြစ်ပြုံးပြလိုက်ရောပေါ့။ဘာဖြစ်လို့လဲ။ခုရွေးကောက်ပွဲမှာဦးအင်းကနိုင်ချေရှိလာပြန်ပြီ။ဟင်။ဒါဖြင့်မာပြောတော့ကဦးရဟုဆို။အိုးအဲ့ဒါကြောင့်ခက်တာ။နိုင်ငံရေးဆိုတာ very delicate ။တိတ်ပြီးနူးညံ့နေအပြောင်းလဲမြန်နေ။ ချက်ဥအယောင်တိမ်တောင်းတဖွဲမြင့်ရဲကျဲဆိုတာမမသိဖို့ကောင်းတယ်စုပေါင်းမာရဲ့စုပေါင်းဒေါ်စာရုသည်မဟာအမားတော်ကြီးပြုလုံးမိတယ်လို့ရင်ကိုလက်နဲ့ဖိ၍ပြော၏ဒီလိုမမရဲ့ဟီမာသည်ဒေါ်စာရုနားသို့ကပ်၍ပြောသည်မှာရှေ့ကဒရိုင်ဘာပင်မကြားရပင်သူ့မျက်လုံးများသည်တခါတရံပြူးကျဲသွား၍တခါတရံမိမ့်မိတ်လူမတက်ဆင်းသွားကား မျက်ခုံးများသည့်အထက်သို့ခြိသွားကြ၏နားထောင်သူဒေါ်စာတို့သည်လည်းတအင်းအင်းတအဲအဲနှင့်အသက်ရှူမဝဟန်ကိုပြလိုက်အော်အော်ဟု၍တခါတရံမျက်လုံးများပြုတ်ထွက်လာ၏ဟိမာဤနှကန်းပါများသည်လည်းတွရယုံကလေးကိုကော့တော့မလိုလိုမဲ့တဲတဲဟန်ကလေးဖြစ်သွားပြန်၏ပြီးမှဒေါ်စာတို့အပါမှခွာလိုက်ခါတက်ပြင်းထုတ်လိုက်၏ဒါကြောင့် ဦးအင်ကားဘက်ကနိုင်ဖို့အရေးချေရှိလာပြန်ရောတေးလိုက်ပါတော့စားရူရဲ့နင်းတေးလိုက်ပါတော့မထုနဲ့မမကြီးမဟာရောင်မနှဲမျက်ရည်မျက်ခြေမပြန်လှိလာလို့သူတို့ကလူတို့ကိုချင်းကက်တဲ့နေလွှဲသွားတယ်မဟုတ်လား appreciation ညံ့သွားလို့ဆိုရမှာပေါ့ဒါကြောင့်ခုတလောဦးအင်ကားကိုတောင်တိတ်မချတော့ဘူးပွဲဥထွက်ကဖြင့်ဝိုင်းချကြတာဦးအင်ကားမို့လို့ပေါ့တော်ယုံတန်ယုံလူဆိုရင် သူတို့အချိန်နဲ့သူတို့ခန့်ရတာဥရောပမှာနပိုလီယံတကူထွားတော့ကအင်္ဂလန်နဲ့စစ်ဖြစ်တော့ဥရောပတိုင်းနိုင်ငံအလုံးဟာအင်္ဂလန်ကိုကုန်မသွေရမဆက်သွေရအင်္ဂလန်ပစ္စည်းမသုံးရအင်္ဂလန်သင်းမော်သားတွေဥရောပဖေတိုင်းပြည်ကိုမှဝင်ရောက်မဆိုင်ကပ်ရဆိုပြီးဘာလင်ပြိုင်တန်းကိုနပိုလီယံကထုတ်တာပေါ့တကယ်စင်စစ်တော့အင်္ဂလန်ကပင်လယ်မှာတကယ်တကူကြည့်တဲ့ရေတက်အင်အားရှိနေတော့ တခြားဘယ်တိုင်းပြည်ကတင်မော့ကိုမှဥရောပကန်းကျေကိုမဝင်နိုင်အောင် နိုင်နိုင်နေနေထပ်မံပိတ်ဆို့လိုက်တဲ့နေနဲ့တံပြန်ချလိုက်တာဥရောပတိုင်းပြည်တွေအားလုံးဒုက္ခရောက်တာနဲ့နပိုလီယံရဲ့ပြန်တန်းကြီးဟာအင်္ဂလန်ကိုထိတာထက် ဥရောပတိုင်းပြည်တွေနဲ့နပိုလီယံကိုပိုထိသွားတာပေါ့အေးကိုတက်ကိုစုဆိုတာဒါပဲထင်ပါရဲ့ဒေါ်စာတို့သည်တနာစပွဲညှိတွာလိုက်၏ နိုင်ငံရေးဟာမလွယ်ပါလားအစ်မတန်စိတ်ရှုပ်စရာကောင်းပါလားနော်ဒါပေါ့ဒါပေမဲ့မားတော့တိတ်ဆိတ်ဝင်စားတာပဲအဲ့ဒီအပြောင်းလဲကိုအမိလိုက်တွန်နိုင်ရင်လေအဖြစ်ရပါတယ်မမရဲ့ဟွန်းဟွန်းမာလီခုတော့နေ့တစ်ခုရပြီမမအင်္ဂါကိုလည်းမလျှော်မတင်းဆက်ဆံပေါ့မမရာဟုတွေ့လဲမလျှော်မတင်းဆက်ဆံပေါ့နောက်အခြေအနေတာမဲ့လူတွေ့ပြန်တော့လဲပြုံးယူပြုံးစင်ထက်နည်းနည်းပို့ပြုံးလိုက်ပေါ့ ဒီနေ့မင်္ဂလာဆောင်မှာမမအင်္ကာကိုတွေ့တော့ငါဖြင့်ပြုံးလိုက်တာလေမပါစက်ထဲကတရေများတောင်ကြတယ်မမဇာရုစီလှမ်းမျက်စိမိတ်ပြတာကလည်းမမက ချင်းရိတ်တင်းရိတ်မှမသိပဲကိုအီနေရရင်မဟေမာသည်ဝန်ကတော်ရင်မာကြီးဖြစ်လျက်ကုံတဲ့စကားဖြစ်သောချင်းရိတ်တင်းရိတ်ဟူသောတင်းနှုတ်တဲ့စကားကိုဆိုရသလုံးဟု စာဖတ်သူတို့ကစာရေးသူအားအပြစ်ဆိုဝဲရှိ၏သို့သော် မဟိမာသည်တက္ကသိုလ်ကျောင်းသို့ဖြစ်ခဲ့မှု၍ဥပုံညာလက်ဖက်မြတ်တာစာမှစကလုံးကိုယူသုံးခြင်းဖြစ်၏။ဤကားစကားချက်ဒေါ်စာရုသည် အတွေ့ရကြက်သလိုခိတားမျှငင်းငိုင်းနေ၏။ကားကြီးမှာတငိမ့်ငိမ့်မောင်းနေဆဲဖြစ်သည်။ပြီးတော့လေအစောပိုင်းကဥရဟုတို့ကဥအင်္ဃာကိုဆွဆွဲထားတာကိုလေဥအင်္ဃာကတလုံးမှပြန်မပြောဘဲတီးခတ်နေတော့ပြိတ္တကခယုနာတက်နေတယ်။ ရွှေပြည်တော်သားတွေရဲ့စိတ်ကဗုဒ္ဓဘာသာစိတ်မဟုတ်လားတီးခန့်တဲ့လူနဲ့ခွင့်လွတ်တတ်တဲ့လူကိုပို့ချက်တတ်တယ်။ကားမှာဒေါ်စာရုချန်နယ်သို့ချိုးဝင်လိုက်၏။ဒေါ်စာရုသည်ကားပေါ်မှမစင်ခင်ပင်စိတ်ချမာရေးဒီကိစ္စပြည့်ပြည့်အောင်မမလုပ်ဖို့အကြံရပြီ။အမလီခရော်သက်အသက်တဝက်ကျိုးနေပြီပဲဟာ။ထလောက်တော့အပြော့ပေါ့။ဒေါ်စာရုသည်နှုတ်ပင်မဆက်နိုင်ပဲ။ ကားတကားဖွင့်ကဆင်းသွားတော့သည်တိုက်ထဲရောက်လျင်လက်ပွေအိတ်ကိုပင်နေရာတကျမထားနိုင်ပေဂရီပါဖုံပေါ်ပြစ်တင်၍တယ်လီဖုန်းရှိရာပြေးသွားတော့သည်တယ်လီဖုန်းကိုကိုင်လိုက်ခါလိုချင်သောနံပါတ်ကိုလက်ဖြင့်လှည့်လိုက်၏ဟယ်လိုဟယ်လိုမမအင်္ကာအင်္ကာလားဟုတ်ပါတယ်မမအင်္ကာကိုခဏလေးစကားပြောပြစီမမအင်္ကာစကားပြောနေပါတယ် ။အော်မမအင်္ကာလားအခုစကားပြောနေတာမင်းကြီးကတော့ဒေါ်စာရုပါ။ဒေါ်စာရုသည်စကားပြောနေစဉ်တကယ်ပင်ပါဇက်ဟာရီလာ၍တည့်ရီများတယ်လီဖုန်းခွက်ထဲသို့ကြသွား၏။ဟိဟိမမအင်္ကာပြင်းမနေရောမင်းအခုပဲမင်္ဂလာဆောင်ကပြန်ရောက်စာဖြစ်မှာပဲ။အိုးကိစ္စမရှိပါဘူး။မမအင်္ကာနားချိန်ရပါတယ်။ဟုတ်ကဲ့ တခုမမကို ကျမတောင်းပန်ခြင်းလိုပါဒီနေ့မင်္ဂလာဆောင်မှာမမကိုကျမတွေ့ပါတယ်ပြုံးပြမလို့မမရေဟိုရင်ဟိုရင်လေပိုးကောင်တွေပိုးကောင်တွေမျက်လုံးထဲဝင်သွားလို့ဩကိစ္စမရှိပါဘူးဒေါ်စာရုရဲ့အင်္ဂါဖြင့်တတိတောင်မထားမိဘူးမတော်တဆဖြစ်တတ်ကြပေါ့ဟုတ်ကဲ့မမအင်္ဂါရေဒီလိုခွင့်လွှတ်တာတိတ်ကျေစုတင်တာပဲမမအင်္ဂါမွေးနေ့က ပြတူလာစမ်းနှစ်ရက်နေမဟုတ်လားကျမလေးအဲ့ဒီနေ့ကျရင်ကိုကိုနိုင်ငံသားကဝင်လာတဲ့ကောတုံပရိတ်တိုင်းဖြစ် စာမရီမွေးနဲ့ပလဲရောရှက်ထားတဲ့တားမွေးဆောင်အဖြူလေးပို့လိုက်မယ်နော်တိတ်လာတာပဲမမရဲ့ဒီဆောင်ဟာဆိုရင်လန်ဒန်ပြည်ရှင်ဘုရင်မအဲလစ်ဘတ်ပထမဆုံးအဆက်သားခံရတာတဲ့ဒုတိယကမမပဲအိုးကျေးဇူးတင်လိုက်တာမင်းကြီးကတော့ရဲ့ရှိပါစေရှိပါစေဟင်းအင်းဟင်းအင်း မမလက်ခံရမယ်ဒါပဲနော်တယ်လီဖုန်းအောက်ချလိုက်လျင်ဒေါ်စာရူသည်အနာရှိဂရီပါမိအောင်ပေါ်တို့ခွေကြသွားတော့ဤဥယာဟုတက်သည်ဖြစ်စီဥအင်ကားတက်သည်ဖြစ်စီဤရွှေပြည်တော်ဝင်ထိုမိမမျိုးလက်တဆုပ်စားကလေးများဤရှုပ်ထွေးသောခြေခင်ဆက်ဆံမှုကိုလိမ္မာပါနဲ့စွာရှောင်ရှားနိုင်၍တိုင်းပြည်အားတရားမျှတစွာအုပ်ချုပ်လျင်ရွှေပြည်တော်သည် အတွန့်ရှည်စွာတည်တံ့လိမ့်မည်ဟုပညာရှိများက အဆိုရှိ၏အဆုံးထိနားဆင်ပေးကြတဲ့စာချက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်